တုံမဟုတ်တုံးကြည့်တဲ့ယူကရိန်းကိုလုံးဝမပေးဖို့အမေရိကန်ကိုရုရှားကသတိပေးနေပါလေယူကရိန်းအတွက်တုံမဟုတ်ခရုစ်တုံးကြီးတွေထောက်ပံ့ဖို့စုံပြတ်ချက်ချခံနေပြီလို့အမေရိကန်သမ္မတထရန့်ကပြောပါတယ်ရုရှားကတော့ဒီလိုထောက်ပံ့မှုကဘာအကျိုးမှရှိမှာမဟုတ်ပဲတင်းမာမှုတာပိုဆိုးလာနိုင်မယ်လို့သတိပေးနေပါလေတာဝေပစ်တုံးကြီးတွေထောက်ပံ့ပေးဖို့စုံပြတ်ခဲ့ပြီးပြီလားလို့အင်ဖီတော်မှာသတင်းတောက်တွေရဲ့မေးမြန်းမှုကိုကျွန်တော်စုံပြတ်ချက်ချပြီး ျွန်တော်ပေးဖို့အတွက်တော့မှဆုံးဖြတ်လို့နေပါဖြစ်နေပါပြီလို့ထရန်ကဆိုပါတယ်ဒါပေမဲ့ယူကရိန်းနဲ့တကဒေါင်းကြီးတွေနဲ့ဘာတွေလုပ်နေလဲဘယ်နေရာကိုပို့နေလဲဆိုတာသိချင်းနေတယ်လို့သူကထပ်ပြောပါတယ်တင်နာမာမှုတွေပို့ပြီးဆိုးလာဖို့တော့မိမလို့လာဖို့ထရန်ကပြောပါတယ်အမေရိကန်ကယူကရိန်းတပ်ဖွဲ့တွေရုရှားပိုင်းနဲ့တွေ့တိုက်ခိုက်မှုအတွက်မေဂါကထောက်ပံ့ပေးတာနဲ့ ADA SMS ဒုံးကြီးတွေအသုံးပြုခွင့်ပေးနေပြီလို့ယူကြည်ရပါတယ်။အဲဒီဒုံးကြီးတွေကကီလိုမီတာ300အထိပြန်တန်းနိုင်ပြီးတွန်မာဟော့ဒုံးကြီးတွေကအဲ့ဒီထက် ငါးဆလောက်ပူပြီးပြေးပါတယ်အကွာဝေးကီလိုမီတာ1500အထိပြန်တန်းနိုင်ပါတယ်တမောရိုဒီတာဂျူကွေးလက်ထက်ရောက်သွားရင်တော့ဂျူကွေးစီကနေမော်စကိုထိတောင်မှတိုက်ရိုက်လှမ်းပြနိုင်ပါတယ်ရုရှားသမားနဲ့တော့ဘုရောမှာတိုက်ရိုက်ပစ်ခတ်နိုင်တယ်လို့ယုံကြည်ရပါတယ်။ရုရှားစိုးရပြည်စုံဝင်ချီဒီမီထရီပက်စကော့ကတော့တူမဟော့တွေကိုယူကရိန်းကိုပေးတာဟာရုရှားပေါ်နျူကလ িয়ার တိုက်ခိုက်နိုင်မှုဖြစ်နိုင်ခြေတိုးမြင့်စေတယ်လို့ပြောပါတယ်။ရုရှားအနေနဲ့ ဒီထက်ပို့ပြီးတော့ငင်ခံတော့မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ဒါဟာလုံးဝလုံးတွေနဲ့ပတ်သက်တဲ့သဘောတရားကိုသိဖို့အတွက်အရေးကြီးတယ်။ကွယ်လွတ်မှုတွေမြေမြကနေရှုမြင်ရရင်နျူကလ িয়ার ထိပ်ကူတက်ဆင်ပြစ်လွတ်နိုင်တာပါ။ဒါကြောင့်တကယ်ကိုပြင်းထန်တဲ့တင်းမာမှုတွေဖြစ်လာနိုင်ပါတယ်။ရုရှားအနေနဲ့အဲ့ဒီလိုဖြစ်နိုင်ရင်တော့မတော်ရသေးတဲ့လက်နက်တွေတော့ဘယ်ရှိတော့တယ်ဆိုပြီးတော့ဒီမီထရီပက်စကော့ကဆိုပါတယ်။ ရုရှားသမ္မတပူတင်ကလည်းအမေရိကန်ရဲ့လုပ်ရုပ်ကိုဝေဖန်ခဲ့ပြီးအမေရိကန်စစ်ဘက်ဆိုင်ရာပုံကိုယ်တွေရဲ့ဓာတ်ရိုက်ပါမှုရှိပဲတိုမဟော့ဒုံးကြီးတွေကိုတုံးပြဖို့ကလုံးဝမဖြစ်နိုင်ဘူးဆိုပါတယ်။အဲဒီဒုံးကြီးတွေကိုပြစ်ခတ်ဖို့ဆိုတာဟာအမေရိကန်ရဲ့ကုညီပါပဲနဲ့လုံးဝဖြစ်နိုင်မှာမဟုတ်ဘူး။မေကန်ကဒီဒုံးကြီးတွေကိုပေးလိုက်ပြီးမင်းတို့ပြစ်စုပြီးတော့ပြစ်ခိုင်းလို့မရပါဘူးဒီဒုံးကြီးတွေအတွက်လီစမစ်ပေါင်းများစွာလိုအပ်ပါတယ်တေချာလေးလားတေချာပူလိုအပ်ပါတယ်ဒါကြောင့်အမေရိကန်တပ်တွေပေါ့ပါမယ်လို့ပူတင်ကပြောပါလိမ့် ဒါရုရှားနဲ့အမေရိကန်ကြားဆက်ဆံရေးပါဝင်လုံးဝတင်းမမှုတွေဖြစ်နိုင်တဲ့အခြေအနေဖြစ်တယ်လို့ပြောပါလိမ့်။အမေရိကန်အနေနဲ့အဲ့ဒီလိုမျိုးဆုံးဖြတ်ချက်ချလိုက်ရင်တော့နောက်ပြန်ဆုံးလို့ရတဲ့အခြေအနေတစ်ခုထိဖြစ်သွားနိုင်တယ်ဆိုပြီးပူတင်ကတည်တည်မှမှပြောနေတာပဲဖြစ်ပါလိမ့်။နောက်ထပ်သင်မှုပြောကြပါမယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာအခြေစိုက်စကန်တွေပြန်လည်ဖွင့်လှစ်မယ်ဆိုတဲ့သမ္မတ်ထရန့်ရဲ့စီစဉ်ကိုရုရှားနိုင်ငံကြီးဝန်ကြီးကကန့်ကွက်လိုက်ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံမှာနိုင်ငံခြားတပ်ဖွဲ့တွေအခြေစိုက်ဖို့ကြိုးပမ်းမယ်ဆိုရင်ပြည်ပကားတွေထက်မှပေါ်ပေါက်လာနိုင်တယ်လို့ရုရှားနိုင်ငံကြီးဝန်ကြီးဆာဂေးလက်ဘရော့ကပြောပါတယ်။မော်စကိုမှာကျင်းပတဲ့အာဖဂန်အရေးစွန့်မှုမှာဆာဂေးလက်ဘရော့ကပြောလိုက်တာပါ။လွတ်လပ်တဲ့နိုင်ငံတစ်ခုမှာနိုင်ငံခြားစစ်အခြေစိုက်စကန်တွေဖြန့်ကျက်မယ်ဆိုတာဟာ ဆိုးရတဲ့ကြံစီဖြစ်တော့အပကန်နဲ့နန်နမကြီးဆက်နေတဲ့နိုင်ငံတွေရဲ့ဆွေးနွေးမှုကိုပါထည့်သွင်းစဉ်းစားတင်တယ်လို့စာကေးလက်ဘရော့ကပြောပါတယ်။ အာဖဂန်အမေရိကန်ကတိစောက်ခဲ့တဲ့ background leadership skill ကိုအမေရိကန်ထိန်းချုပ်မှုအောက်ပြလဲလွှဲပြောင်းပေးဖို့နဲ့လွှဲမပေးရင်တော့နောက်ဆက်တွဲစွန့်ကျင်နေရင်ဆိုင်ရမယ်လို့အမေရိကန်သမ္မတထရန့်ကပြောတဲ့ပေါ်ရုရှားနိုင်ငံကြိုင်ဝန်ကြီးကဝေဖန်မှတ်ချက်ပေးလိုက်တာဖြစ်ပါလေ။အမေရိကန်နဲ့အနောက်နိုင်ငံတွေအနေနဲ့အာဖဂန်ပေါ်ပိတ်ဆို့အရေးယူတာတွေဖယ်ရှားပေးတဲ့ခြင်းဖြစ်သလိုပိတ်ဆို့ကန့်သက်အရေးယူရာတွေပိုင်ဆိုင်မှုတိုင်းနာနေရာပြဿနာကိုမဖြေရှင်းနိုင်ပေနောက်ထပ်ပြဿနာကိုပဲဖန်တီးစင်မှာဖြစ်တယ်လို့စာကေးလက်ဘလော့ကပြောပါလေ။ ်အမေရိကန်ကတော့ Vanguard Leaders ခန်းကိုအသေးအံပြန်လည်လိုချင်နေတာပဲဖြစ်ပါတယ်လိုချင်ရတဲ့အကြောင်းရင်းကလည်းရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ Vanguard Leaders ခန်းဟာပြောရမယ်ဆိုရင်တရုတ်နဲ့ဆိုရင်တရုတ်နျူကလ িয়ার တွေထားတဲ့နေရာနဲ့တနာယီဝန်းကျင်တွင်တွားနိုင်တဲ့လေရင်နဲ့တွားနိုင်တဲ့ခရီးမှရှိပါတယ်ဒါကြောင့် American အတွက်အလွန်ရေးပါတဲ့အနေအထားမှရှိပါတယ် Vanguard Leaders ခန်းကိုအရင်သမရဂျိုးပိုင်နေတဲ့ထက်မှာ မရိကန်ကအဲ့ဒီလိုမျိုးအလွယ်တကူလက်ရှိဟောလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးထရန့်ကတော့တော်တော်လေးကိုမကြေမချမ်းဖြစ်နေပါလေ။ဘာဂရန့်လီတက်စကန်ကိုလက်လျှော့လိုက်တာဟာဂျိုးဘိုင်နဲ့တော်တော်ဒါဟာအမားကြီးတစ်ခုကိုကျွလွလိုက်တာဆိုပြီးထရန့်ကအဲ့ဒီတုန်းကဆွဆွဲခဲ့တာပဲဖြစ်ပါလေ။နောက်ထပ်သတင်းပုတ်ပြောချင်ပါလေ။ဟာမတ်စ်နဲ့အစ္စရေးတို့အီဂျစ်မှာဆွနုပွဲတွေလုပ်နေတယ်လို့သိရပါတယ်။ဂါဇာစစ်ပွဲကိုဆုံးသတ်ဖို့အတွက်ဟာမတ်စ်နဲ့အစ္စရေးကိုယ်စားလှယ်ဖွဲ့နေဟာအီဂျစ်နိုင်ငံမှာ ဆိုရင်ဝယ်ရစတဲ့ခင်ပါလေ။ဒါမှမဟုတ်ထရန်ကတော့သူ့အစီအစဉ်နဲ့ပတ်သက်ပြီးလိုက်ရောပြီးပါလက်စတိုင်းစစ်တွေကြွားဖွဲ့ဟာမတ်စ်နေနဲ့တင်းရှိနေပြီလို့သုံးသပ်ပါလေ။ကနဦးပထမစစ်စနုပ်ဘက်ဟာအကောင်းမြင်တဲ့အချိန်လေးမှာဆုံးသက်ခဲ့ပြီးဆက်လုတော့မယ်လို့အီဂျစ်ဆိုရထော်လိုင်းနဲ့ချိတ်ဆက်ထားတဲ့အယ်ကွာဟာနီတရင်ဌာနရဲ့ထုတ်လွှင့်ချက်အရသိရပါလေ။အဲ့ဒီအယ်ကွာဟာနီဆိုတာဟာဟာမတ်စ်နဲ့သက်ဆိုင်တဲ့အဖွဲ့ပါ။ ဆွေနှစ်သူတွေဟာတကားပိတ်ပြီးလုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ဂျာကက်လူကတစင်တာသွားလာပြီးစကားပြောနေပါလေ။အစ္စရေးကလွန်ခဲ့တဲ့ရက်အသက်တပတ်အနည်းငယ်ကကာဒနိုင်ငံမှာဟမ်မတ်ရဲ့အတိကစစ်ဆက်ညှိနှိုင်းမှုတွေကိုလှုပ်ချမှုစူးစမ်းပြီးနောက်မှာအခုလိုဆွေးနွေးပွဲပေါ်ပေါက်ခဲ့တာပါ။စောပိုင်းမှာတော့ကိုယ်စားလှယ်ဖွဲ့တွေဟာဖန်ဆစ်ခံရသူတွေနဲ့ကျင်းသားတွေလှုပ်ပေးဖို့အတွက်မြေပြင်ချင်းတွေပြင်ဆင်အောင်ဆွေးနွေးကြတယ်လို့ဆိုပါတယ်။အင်ဂျင်နက်ကဏ္ဍမှာဂျာဝင်ဖြစ်နေသူတွေဟာအစ္စရေးကျင်းလုံးတွေမှာဖန်ထားတဲ့ပါလက်စတိုင်းတွေနဲ့ဂါဇာမှာဟာမတ်စ်တို့ဖန်ထားတဲ့ဒဇာကန်တွေလဲလဲအနေနဲ့ ပြန်လှုပ်ပေးဖို့ရင်းနှီးရတစ်ခုထူထောင်နိုင်အောင်နှစ်ဖက်လုံးကကြိုးစားနေတယ်ဆိုပါလေ။ဒါမှထရန့်ကအင်ဂျီနောမတဲ့နယ်နောက်တွင်နဲ့တွေ့တော့ဂါဇာငြိမ်းချမ်းသဘောတူညီကြဖို့အတော်သေးချာနေပါတယ်လို့ဆိုပါလေ။ဟာမတ်စ်ကအင်ဂျီနီယာရေးကြီးတဲ့ကိစ္စသဘောတူညီပြီးလို့ထင်ပါတယ်။ကျွန်တော်တို့သဘောတူညီချက်တစ်ခုရအောင်မယ်လို့ယူဆကြောင်းသူကပြောပါလေ။ပြီးကြတဲ့လကကရနိုင်ငံတို့ဟာမှအစ္စရေးတိုက်ခိုက်မှုကိုလွန်မြောက်ခဲ့တဲ့ဟာမတ်စ်အဓိကစစ်ဆက်ညှိနှိုင်းသူကခုစနေဘက်မှာစခင်မှာအစ်ဂျစ်ထောင်လေးရာရှိနေတွေ့ဆုံခဲ့တယ်လို့ဆိုပါလေ။ လက်ရှိမှာဒီဆွနုပ်ပွဲတွေကတော့ရက်တော်တန်ကြာနာနေလို့ဟာမက်စ်ကောင်းဆောင်ပိုင်းနဲ့နီးစပ်တဲ့အစ္စရေးတချို့ကတော့ပြောပါလိမ့်ဆွနုပ်ပွဲတွေကအလွယ်တကူတော့ပြီးမှာမဟုတ်ပါဘူးအပြန်အလှန်ဆွလို့မှုတွေအများကြီးလုပ်ရအောင်မလို့ပြောပါလိမ့်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်ရုရှားရဲ့ဂျမောစခန်တခုကိုယူကရိန်းတို့ကတိုက်ခိုက်ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။ရုရှားသိမ်းထားတဲ့ယူကရိန်းနိုင်ငံရှေ့ပိုင်းလူဟန်ဒေသမှာရှိတဲ့ရုရှားရဲ့ဂျမော စစ်တပ်ရင်းနဲ့ထောင်လိုင်းစနစ်တွေဖျက်တောက်နိုင်တဲ့စခန်းကိုယူကရိန်းဒရုန်းတပ်ဖွဲ့ကတိုက်ခိုက်ပစ်စီလိုက်ပါနေ။အဲဒီဂျမတ်စကန်ကိုဖျက်ဆီးခဲ့မှာဆက်နှစ်ဆက်သုံးလုံးထိမှခဲ့တယ်လို့မျက်မြင်တည်ပြနိုင်တော့ယူကရိန်းဒရုန်းဖွဲ့ကဆိုပါတယ်။ဒါရှုပ်ထွေးပြီးပစုံသုံးစနစ်တစ်ခုပါ။ဒီပညာဆိုင်ရာသတ်မှတ်ချက်တွေအရာမြေပြင်ရေပြင်ရေဒီယိုစစ်တပ်ရေတွေကို25ကီလိုမီတာအထိလေယာဉ်ပေါ်ကစစ်တပ်ရေတွေကိုကီလိုမီတာ50အထိပိတ်ဆို့နိုင်တဲ့ဂျမတ်စကန်ပါလို့ယူကရိန်းကထုတ်ပြန်ပါတယ်။လူဟန်စ်ကတက်ခိုက်သမားတွေကလည်းဂျာဆော့တပ်ဖွဲ့တစ်ခုရဲ့လေကြောင်းထောက်လိုင်းနဲ့ပူပေါင်းပြီး ဒီလိုအခက်ခဲနေရတယ်ကိုတိကျထောက်လှမ်းပြီးတိုက်ခတ်ခဲ့တာလို့ဆိုပါလိမ့်အဒီစကန်ဟာရေဒီယိုထုတ်လွှင့်တဲ့အရင်းမြစ်နေရာတွေရှာဖွေခြင်းသူတို့ရဲ့တင်နေရာတွေသတ်မှတ်ခြင်းဂျိုးတို့ဆက်သွယ်ရေးတွေ GPS တင်နေရာပြစကန်တွေနဲ့မိုဘိုင်းကွန်ရက်တွေကိုနှောက်ရှက်နိုင်စွမ်းရှိတဲ့နေရာလို့ဆိုပါလိမ့်ဒါကြောင့်ဒီလိုမြို့တိုက်ခတ်မှုဟာရုရှားအတွက်တော့တော်တော်လေးကို အထိနာမှုပါဆိုပြီးယူကရိန်းဘက်ကပြောပါလိမ့်ဒါမှမဟုတ်အခုရက်ပိုင်းတွင်ရုရှားဘက်ကယူကရိန်းကိုပြစ်ခတ်တဲ့ ဒရုန်းတွေထဲမှာဥရောပကလက်နက်တွေပါတဲ့အတွက်ယူကရိန်းကတော်တော်လေးစိတ်မသက်မသာဖြစ်နေပါလေ။ယူကရိန်းကိုပစ်ခတ်ခဲ့တဲ့ရုရှားဒရုန်းဒုံးကြီးတွေမှာနောက်နိုင်ငံတွေကထုတ်တဲ့စိတ်ပိုင်းတွေနဲ့ပြည့်နေတယ်လို့သမ္မတဇီလန်စကီကဆွဆွဲပါလေ။ဇီလန်စကီကလွန်ခဲ့တဲ့နှစ်ရကရုရှားရဲ့တိုက်ခိုက်မှုမှာသုံးခဲ့တယ်ဆိုတဲ့လက်နက်ပေါင်းများစွာမှာအမေရိကန်ပြည်ထောင်ချောင်းမြေဆွစ်ဇာလန်ဂျပန်တောင်ကိုရီးယားနယ်သာလန်ထိုင်ဝမ်တရုတ်မှရှိတဲ့ကမ္ဘာတွေကထုတ်လုပ်တဲ့အစိပ်ပိုင်းပေါင်းရာနဲ့ချီပေါင်းနေဆိုပြီးပြောပါလေ။ဘာလို့ဒီလက်နက်တွေကပါနေရတာလဲ။ အခုရုရှားကိုကုန်သွယ်ရေးကန့်သက်ချက်တွေပြိမ့်ပင်မှုတွေရှိပြီးမဲ့အဲ့ဒီအားရချက်တွေကိုအခြေခံပြီးတော့လုပ်နေတာဖြစ်နိုင်ပုံရတယ်လို့ဆိုပါလိမ့်အမေရိကန်ပြည်ထောင်ကုမ္ပဏီများကိုသူကရည်သားခြင်းမှာထူးခြားပါတယ်။ဘာကြောင့်လဲယူကရိန်းကိုစစ်ရေးပတ်နယ်ထောက်ပံ့ရမှာအမေရိကန်နဲ့ပြည်ထောင်ကောင်ဦးဆောင်နေတဲ့အတွက်ပါ။အမေရိကန်ကုမ္ပဏီတွေထောက်တဲ့ KA-101 ဒုံးကြီးတွေစာဟိုက်မြူရာဒရုန်းတွေပါဝင်တဲ့ Clear Sea C ပြောင်းကြိယာတွေမောင်းသူမဲ့ရင်နဲ့ခင်ဆက်ဒုံးကြီးတို့မှာပါဝင်တဲ့အာယုံငယ်ကြိယာစံစာတွေ ရုံးကြီးမှာတက်ဆင်ထားတဲ့ microlet honey ပစ္စည်းတွေပြည်တင်ကုမ္ပဏီကထုတ်တဲ့ drone ပြန်လည်မှုထိန်းချုပ်ရေးအတွက် micro computer တွေကအစပေါ်ပါတယ်ဒီလိုပိတ်ဆို့ရေးမှုတွေကရော်ရဲတွေလို့မရပါဘူးပုံမှန်တင်းကျပ်ဖို့လိုပါတယ်အခုညီပေးနေသူတွေကထက်ရှိနေပုံရပါတယ်လို့ Zelensky ကပြောပါတယ် Ukraine ထောက်လဲအရာရှိတွေကတော့တရုတ်နိုင်ငံဟာရုရှားကိုကူညီနေပြီး Ukraine မှာရှိတဲ့ပြည်မတွေကိုရုရှားဖော်ထုတ်ရမှာအဓိကကူညီနေခြင်းပဲလို့ထုတ်ဖော်ပြောပါတယ်ရုရှားဆိုရပြောခွင့်ပုဂ္ဂိုလ် duty passport ကတော့ သူတို့ဟာတရုတ်တို့ကိုအကူနေရတယ်ဆိုတဲ့ချက်ကိုညင်းပါတယ်ရုရှားကဘယ်သူမှအကူစရာမလိုပါဘူးဒီကိစ္စမှာကိုယ်တိုင်ဆွဲဆောင်နိုင်တယ်ဆိုပါလေရောဘာနိုင်ငံတွေမှာမောင်းသူတွေဒရုန်းတွေကိုစစ်ပဆိုင်အနေအထားမှာတွေ့ရှိခဲ့ရသလိုဒီဒရုန်းတွေကလေကြောင်းတော်လာမှုကိုနှောင့်ယှက်ပေးပါလေအစိုးရချုပ်ကရုရှားကိုလက်နက်ကိုဝေဖန်ပြီးနေတိုရဲ့လေကြောင်းရံကာကွယ်စနစ်ကိုစမ်းသပ်နေခြင်းဖြစ်တယ်လို့ဆိုပါလေဥရောပနိုင်ငံများအပြတ်တံတရားဖြစ်ပေဒရုန်းလုံချမှုနဲ့ရင်ဆိုင်နေရခြင်းမှာယူကရိန်းကောင်းဆောင်ဇီလန်စကီကသူတို့ရဲ့တွေ့ရှိချက်နဲ့ကုလသမဂ္ဂနိုင်ငံတွေကို တန်ခတ်ပိတ်ဆို့မဲ့အစီအစဉ်အကြောင်းမှာထည့်သွင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ flying typhoon ကြောင့် BNM မှာတိစုံသူ90ကျော်ထိရှိတယ်လို့သိရပါတယ်။ပူပိုင်းမွန်တိုင်း flying typhoon ကြောင့်လူ90ကျော်တိစုံတယ်လို့ BNN ဆိုရကထုတ်ပြန်ပါတယ်။နောက်ဆုံးချက်တွေအရမောင်းတဲ့နောက်ဆက်တွဲတရားမှုကြောင့်ရေကြီးရှင်မှုတွေစုစုဝါဖြစ်ပွားခဲ့ပြီးတိစုံသူ50တူရှိခဲ့ပါတယ်။ဆလုပ်ပြောက်ဆုံးနေတယ်လို့ BNN သဘောပေါက်ဥက္ကဋ္ဌကထုတ်ပြန်ပါတယ်။ တနာယိုကီလိုမီတာ130မိုင်း180မိုင်း80လီတန်နုံးနဲ့ဘီယန်နိုင်ငံလေပိုင်းကိုဝင်ရောက်တိုက်ခိုက်တဲ့ blind moon နဲ့ဟာ12နိုင်ဒီပါကြာမိခဲ့ပါတယ်။မုံတိုင်းကြောင့်မိုးသေးထန်ခဲ့ပြီးမြို့တော်ဟန်နွိုင်းမှာရေကြီးနေမှုဖြစ်ခဲ့ပါတယ်။တနင်္ဂနွေမှာရေကြီးမှုပြမှုကြောင့် engine 3သိန်းကျော်များပြီလို့ခြေကန်အဆောင်တွေစိုက်ပျိုးမြေအေကဟတ်တာထောင်ပေါင်းချီပျက်စီးဆုံးရှုံးပါတယ်။ blind တိုင်းဟောင်းရောက်ပျက်စီးဆုံးရှုံးမှုတန်ဖိုး American dollar 3600အထိရှိနိုင်ပါတယ်။ဒါအပြင်မန်မိုးမျိုးရှိနောက်ထပ်မုံတိုင်းတစ်ခုကလည်း fly မြောင်ပိုင်းကိုချင်းကပ်ခဲ့ပြီး အစောပိုင်းမှာ BNM ရောက်ပိုင်းကိုခုနှစ်တွင်ဝင်ရောက်နိုင်တယ်လို့မိုးလေဝသပညာရှင်တွေကသတိပေးခဲ့တာပဲဖြစ်ပါတယ်